်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းမရန်ကုန်မြို့နယ်ငားရက်ကွက်ဝိဇာလမ်းမှာမေလ22ရက်နေ့ဒီကနေ့မနက်9:00နာရီခွဲကအငင်းစားတပ်မတ်ဘုံမှုချုပ်ဟာဥချိုထွန်းအောင်တနက်နေ့အပစ်ခတ်ခံရတယ်လို့မြို့ကန်တွေစီကသိရပါဗျာ။ ။ဦးချုပ်ထွန်းအောင်ကိုသူ့ရဲ့နေရှိမှတနက်ကင်ဆောင်ထားသူတွေကပြစ်ခတ်ခဲ့တာဖြစ်ပြီးဒန်အရီယာရှိကစစ်ကောင်စီတပ်ကလူနာတင်ရင်နဲ့စစ်ဆေးရုံကိုခေါ်သွားတယ်လို့မြို့ကန်တယောက်ကပြောပါရယ်။သူ့ကို Golden Valley Warrior မြို့ပြပျောက်ကြားတပ်ဖွဲ့ကပြစ်ခတ်ခဲ့တာလို့လည်းသိရပါရယ်။အဲ့ဒီပြစ်ခတ်မှုဖြစ်စဉ်မှန်ကန်ကြောင်းနဲ့ဦးချုပ်ထွန်းအောင်ကိုလက်တလောစစ်ကောင်စီတပ်ကအမှတ်၁မင်္ဂလာတုံးစစ်ဆေးရုံကိုပို့ဆောင်ထားကြောင်းအုတ်ချုပ်ရင်နေနေဆက်သူတယောက်ကပြောခဲ့ပါရယ်။ ပြစ်ခတ်ခံရသူဟာအငိမ့်စားဖို့ကြုံမှုဟောင်းတယောက်ဖြစ်ပြီးသမရဦးသိန်းစိန်အစိုးရလက်ထက်ကကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာတပ်အမတ်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအငိမ့်စားယူခဲ့သူတဦးလည်းဖြစ်ပါရယ်၂022ခုနှစ်နိုဝင်ဘာလမှာသူ့ကိုအာနာသိန်းစစ်ကောင်းဆောင်ကဝနကြော်ထင်ပွဲပေးအပ်ခဲ့တယ်လို့လည်းသိရပါရယ်ရှင် န်လေးတိုင်းကျောက်ဆယ်မြို့နယ်ဘောကဝတီအုပ်စုစီစုံရက်ကွက်မှာမေလ22ရက်နေ့မနက်အစောပိုင်း2နာရီလောက်ကဝါယာရှော့ဖြစ်ပြီးမီးလောင်ခဲ့တဲ့အတွက်အိမ်တလုံးနဲ့လူလေးယောက်သေဆုံးခဲ့လို့မြို့နယ်မိသက်အဖွဲ့ကပြောပါရယ်။အိမ်အောက်ထပ်မှာရှိတဲ့ရေခဲတက်တာရဲ့ဝါယာကြိုးအပူလွန်ကဲတာကနေမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးတိုက်ခံပြင်ခဲနှစ်ထပ်အဆောက်အဦတစ်ခုလုံးကိုကူးဆက်သွားတယ်လို့ဆိုပါရယ်။ ်မိလောင်မှုအတွင်းတိုင်နေနေတဲ့မိသားစုဝင်တွေဖြစ်ကြတဲ့အသက်63နှစ်အရွယ်ဒေါ်တင်အောင်အငိမ့်စားပညာရေးဝန်ထမ်းဖြစ်သူအသက်85နှစ်အရွယ်ဒေါ်ထွထွေအငိမ့်စားပညာရေးဝန်ထမ်းဖြစ်သူအသက်66နှစ်အရွယ်ဒေါ်နွယ်ဦးနဲ့ပညာရေးဝန်ထမ်းဖြစ်သူအသက်58နှစ်အရွယ်ဒေါ်ခင်တူစာတို့မိလောင်တည်ဆုံးခဲ့ကြရတယ်လို့မြို့ကန်လူမှုကွန်ရီကဲဆယ်ရေးအသင်းဝင်ကပြောပါရတယ်။ ။မီးလောင်မှုနေရာကိုမြို့နယ်မိသက်က မိသက်ရင်2စီး၊ရေးသက်ရင်2စီးနဲ့မြို့ကန်လူမှုကွန်ရီအသင်းတွေကပူးပေါင်းညှိနှိုင်းခဲ့ကြတဲ့အတွက်မနက်အစောပိုင်း2:25မိနစ်လောက်မှာမိငိမ့်သွားပြီးပျက်စီးဆုံးရှုံးမှုတံမိုးကိုတော့သက်ဆိုင်ရာအဖွဲ့တွေကစစ်ဆေးတွက်ချက်နေဆဲဖြစ်တယ်လို့သိရပါပါတယ်ရှင်။ ထိုင်းနိုင်ငံမှာအမျိုးသမီးရွှေ့ပြောင်းလှုပ်သားတွေကိုဓမ္မတာလာတဲ့ရက်ကိုလှုပ်ခလာစာမဖြတ်ပဲအလုံနာခွင့်ပြုမယ်လို့ထိုင်းလူ့သမားဝန်ကြီးဌာနကအတည်ပြုထုတ်ပြန်လိုက်တဲ့အပေါ်မြန်မာရွှေ့ပြောင်းလှုပ်သားအရေးတွေကိုကုညီလှုပ်ဆောင်ပေးနေသူတွေကကြိုဆိုကြပါတယ်။မြတ်တဆင်ပေးပို့ထားပါတယ်ရှင်။ထိုင်းနိုင်ငံမှာအမျိုးသမီးရွှေ့ပြောင်းအလုပ်သမားတွေကိုဓမ္မရာလာရရက်ကိုလောက်ခလာစာမဖြတ်ပဲအလုံနာခွင့်ပြုမယ်လို့ထိုင်းလုံသမားဝင်ကြီးဌာနက မေလ20ရက်နေ့ကအတီးပြူလိုက်ပါတယ်။ဒီလိုလောကလာစာမဖြတ်ဘဲနားခွင့်ပြူလိုက်တဲ့အပြင်အမျိုးသမီးတွေဓမ္မရာလာချင်းအသုံးပြုရတဲ့ပစ္စည်းတွေကိုလုပ်ငန်းခွင်အတွင်းအခမဲ့စီစဉ်ပေးထားဖို့ကိုလည်းကြေညာထားတာပါ။မြန်မာပြည်သားများအရေးပူးရဲလှုပ်ရှားမှုကောမဒီတာဝန်ရှိသူဦးမိုးဂျိုကတော့အမျိုးသမီးလှုပ်သားတွေရဲ့လှုပ်အားကိုအလေးထားတဲ့ဒီဆောင်ရွက်ချက်နဲ့ပတ်သက်ပြီးကြိုဆိုတယ်လို့ဆိုပါတယ်။တစ်ဖက်ကထိုင်းဥပဒေအရဆိုရင်ထိုင်းရဲ့လှုပ်သမားဥပဒေမှာတစ်နှစ်မှာ အမျိုးသားပဲဖြစ်ဖြစ်အမျိုးသူရဖြစ်ရွှေပြောင်းလူသားတယောက်ကရှောင်းခင်ခွင့်ရ73ရက်ရှိတယ်။အဲ့တော့အမျိုးသီးလူသားတွေကတော့ဓမ္မဒါလာတဲ့နေ့တွေမှာလာစာအပြည့်ခွင့်ရပြီးတော့အဲ့ဒီဓမ္မဒါနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေကိုထောက်ပံ့မှုရရှိခြင်းနဲ့ခွင့်ရရရှိမှာဖြစ်တဲ့တွေ့ထိုင်းဆိုးရရဲ့အခြေအနေအချိန်ခါနဲ့လက်ရောညီထွေဖြစ်စေတဲ့အမျိုးသမီးလူသားတွေရဲ့လှုပ်ရှားမှုပုံမှုအလေးထားတဲ့စောချက်နဲ့ပတ်သက်ပြီးတော့အမတန်ကြိုးဆိုးတယ်ဝမ်းမြောက်ဝမ်းသာပီတိဖြစ်ပါတယ်လို့နော် မြမရွှေပြောင်းအလုသမားတယောက်ဖြစ်တဲ့မတ်တင်ချူဦးကတော့အမျိုးသမီးအလုသမားတွေအတွက်ဒီလိုဥပဒေထုတ်ပြန်တာကကောင်းတယ်လို့ဆိုပြီးဓမ္မရာလာတဲ့အချိန်အလုလုရင်လွတ်လပ်မှုမရှိဘူးလို့ဆိုပါတယ်။ဟိုအဲ့လိုဖြစ်တဲ့အချိန်မှာပေးတော့လဲကောင်းတာပေါ့။ကိုတွေအလုသမားတွေတွတ်တော့ကောင်းတာပေါ့။ကိုအလုလုနဲ့ကြာဒါနဲ့ဒါတွေဖြစ်နေတဲ့အချိန်မှာကြာတော့မလွတ်လပ်ဘူးလေလောက်ရတာတော့။နာပေးပေးနာတော့ကိုတွတ်အိမ်မှာနေတော့လွတ်လပ်ခွင့်ရှိတာပေါ့။ ထိုင်းနိုင်ငံကရွှေပြောင်းလူသမားအရေးတွေကိုစောင့်ရွက်ပေးနေတဲ့ American Workers Organization ကဒါရိုက်တာကိုနိုင်အောင်ကတော့ထိုင်းဆိုရရဲ့ဒီထုတ်ပြန်ချက်ကိုကြိုဆိုပေမဲ့လက်ရှိမှာအခွင့်အရေးဆုံးရှုံးနေရတဲ့ပြဿနာတွေများစွာရှိနေသေးတယ်လို့ပြောပါတယ်။အဓိကတည်းလက်ငန်းခွန်ထင်းမှာကြာတော့ဒီကျွန်တော်တို့ကဒီအမျိုးသမီးတွေဒီမန္တလာတဲ့ဟာတခုလေးတော့ဟာမဟုတ်ဘူးပေါ့နော်။ကြံတဲ့ပြဿနာတွေကများစွာရှိသေးတယ်။ဥပမာဆိုလို့ရှိရင်ဒီကိုဝန်ဆောင်လာပြီဆိုလို့ရှိရင်အလုပ်နားခိုင်းတာလို့ ိုကဆောင်လာပြီဆိုလို့ရှိရင်ကလေးအလုပ်တွေကိုပြောင်းခိုင်းတာမျိုးလို့နောက်ပြီးတော့ဒီကလေးမွေးပြီးပြီဆိုလို့ရှိရင်အလုပ်တွေကိုပြန်မခေါ်တာလို့နောက်ပြီးကလေးမွေးတဲ့ကာလမှာလေးတို့ဒီဥပဒေကတမတ်တဲ့ရေပုံကိုစစ်နောက်ယူခါမှာ45ရက်လောက်အခါလာစားဖို့ဆိုလုံငတ်ရှန်ကမပေးတာလို့နောက်ကျန်တဲ့45ရက်လောက်အခါကိုအစိုးရဌာနကမပေးတာမျိုးတွေကလည်းရှိသေးတယ်။ထိုင်းအစိုးရကထုတ်ပြန်တဲ့ဒီဥပဒေကိုအစိုးရလုပ်ငန်းရှင်နဲ့အလုပ်သမားတွေကကောင်းမွန်စွာနားလည်ထားပြီးကျင့်သုံးဖို့လိုအပ်တယ်လို့လည်းလုပ်သမားရေးဆောင်ရွက်သူတွေကဆိုပါတယ်။ အစိုးရအနေနဲ့ဒီဥပဒေကိုထုတ်ပြန်တဲ့အခါစက်ရုံတွေကိုဝင်ရောက်စုံစမ်းစစ်ဆေးဖို့လိုအပ်ပြီးလုပ်ငန်းရှင်တွေကတော့ဒီဥပဒေကိုသတ်မှတ်ထားတဲ့စံနှုန်းအတိုင်းအစိုးရဌာနတွေနဲ့ပူးပေါင်းပါဝင်ပေးရမှာဖြစ်တယ်လို့အလုံသမားတွေအနေနဲ့ကတော့ဒီဥပဒေနဲ့ပတ်သက်ပြီးကောင်းကောင်းနားလည်ထားကဒီဥပဒေတိုင်းမလုပ်ပေးတဲ့လုပ်ငန်းရှင်တွေကိုအလုံသမားတွေကတောင်းဆိုဖို့လိုတယ်လို့ဆိုကြပါတယ်။ထိုင်းနိုင်ငံတဝမ်းမှာမှတ်ပုံတင်ထားတဲ့မြန်မာရွှေပြောင်းလုပ်သား၃သန်းလောက်ရှိပြီး တရားမဝင်နေထိုင်ကလောက်ကိုင်းနေသူကလည်းအဲ့ဒီပမာဏလောက်ရှိမယ်လို့အလို့သမားကြီးလှုပ်ဆောင်နေသူတွေကခမန်းထားကြပါတယ်။ဒီလိုမြမရွှေပြောင်းလုံသား6တန်းနီးပါးမှာတော့အမျိုးသမီးလုံသားဥယေက အနည်းဆုံးတန်းခွဲရှိလောက်မယ်လို့လည်းခမန်းထားကြပါတယ်။ကျမမျက်သစင်ပါရှင်။ မရိကန်နိုင်ငံဝါရှင်တန် DC ကကပီတယ်ဂျူးပြတိုင်မှာအခမ်းအနားတစ်ခုပြုလုပ်နေတဲ့အချိန်အပြင်ကနေအစ္စရေးတပ်ရုံးဝန်ထမ်း2ဦးပြစ်တက်ခံရပါဗျာ။ မေလ22ရက်နေ့ညပိုင်းကပြားတိုက်နာမှာပြစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးအမျိုးသားတအုပ်အမျိုးသမီးတအုပ်သေဆုံးခဲ့ကဇုံတွဲတွေဖြစ်တယ်လို့လည်းသတင်းတွေကဖော်ပြကြပါဗျ။တူးလုံသူပြည်တန်တရားရှိသူဟာအသက်30ရွယ် Elias Rodriguez ဖြစ်ပြီးထိမ့်သိမ်းစစ်ဆေးနေရလို့လည်းသိရပါဗျ။ဖန်စီသွားစင်မှာပါလက်စတိုင်းလွမြောက်ပါစီလို့အဲ့ဒီလူကကြွေးကြော်သွားကြောင်းဝါရှင်တန်ရေးမှူးပမ်လာစမိတ်စ်ကပြောပါရယ် ကုလသမဂ္ဂဆိုင်ရာအစ္စရေးသံအမတ်ကြီးဒန်နီဒန်တို့ကတော့အခုပြစ်ခတ်မှုဟာဂျူးစန့်ကျင်ရဲ့အကြမ်းဖက်ဝါဒရဲ့ရုံမာတဲ့လုပ်ရက်ဖြစ်တယ်လို့ဝေဖန်ထားပါဗျ။ဝင်နှနှုတ်ကိုအနိကပြစ်တက်သွားတာဖြစ်ပြီးတုံလုံးစရာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့အစ္စရေးနိုင်ငံသားရဲ့ဝန်ကြီးဒီဂီယွန်ဆာကပြောပါရရှင်။ TVU မြင်တမ်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။